င်းတအိမ်ဆင်းရဲရတဲ့အချက်၅ချက်ရှိကျွန်တော်တို့အိမ်ကြီးဟိုက်ထဲမှာရှိတဲ့စာချစ်သူတွေရဲ့အိမ်ဆင်းရဲနေတယ်ဆိုရင်ကျွန်တော်ပြောတဲ့၅ချက်ထဲကအချက်တော်တော်များများညှိနေတအားဆင်းရဲတယ်တစ်ချက်နှစ်ချက်ဆိုနည်းနည်းဆင်းရဲတိဘယ်လိုအိမ်တွေဆင်းရဲတယ်လဲဆိုရင်ဟာဒီအိမ်ကိုခေါင်းဆောင်လုပ်နေတဲ့အဖေနဲ့အမေရဲ့စီမံခန့်ခွဲမှုညံ့ပြင်းရင်လည်းအိမ်ဆင်းရဲတယ် ကျွန်တော်ဝန်ထမ်းသာသမီပါကျွန်တော်တို့ရင်ဆင်းရဲပါတယ်အဖေနဲ့မေစီမံခံကမှုညံ့နေဗျဖေရအရက်အရက်ကလေးတမများများနဲ့အမေရလဲလေအိမ်တောင်ဖြိုးစဖိုးကရှောက်ရှောက်ချက်တာအမေရလဲမလောက်ဘူးအမေနဲ့ဖေစီမံခံကမှုညံ့ဖြစ်တော့ကျွန်တော်ဆင်းရဲခဲ့ကြတယ်တအိမ်ရဲ့အဖေနဲ့အမေအိမ်ရဲ့ခေါင်းဆောင်အိမ်ရဲ့ဦးစီးအဖေနဲ့အမေစီမံခံကမှုညံ့ဖြစ်ရင်ဆင်းရဲတယ်လို့နှစ်မောင်နှမချင်းချင်းရံဖြစ်နေတဲ့အိမ်လဲဆင်းရဲတယ်တိုင်းပြည်လို့ပြောရင်ပြည်တွင်းစစ်ဖြစ်နေဆင်းရဲတယ်ပေါ့ဗျာ သုံးအိမ်တိုင်းဆင်းရတဲ့အကြောင်းရင်းဟာအိမ်မှာရှိတဲ့မိသားစုဝင်တွေဟာသူတို့ကိုယ်တိုင် အိမ်တွင်သခေါ်တွေဖြစ်နေရင်လည်းဆင်းရတယ်ကအဖေမင်းမသိအောင်သားသမီးကပတ်စံနေခိုးဒီဒီကိန်းကိုသွားဒါကိုပြောတာနော်အဖေကလည်းအမင်းမသိအောင်ပတ်စံနေ KTV ကိုသွားကာရာအိုကေသွား အမေရလည်းအဖေမသိအောင်ပတ်စံနေကနှလုံးနေထိုးသုံးလုံးနေထိုးအိမ်တွင်းသခိုးတွေများတော့ဆင်းရတာပေါ့စဉ်းစားကြည့်ပါတိုင်းပြည်လိုပြောရင်တော့လက်ပေးလက်ယူမှုတွေမတော်မတရားလုပ်မှုတွေများရင်လည်းဆင်းရတယ်နောက်တစ်ချက်လက်ကြောမတင်းတဲ့လူတွေကြီးနေတဲ့အိမ်ကလည်းဆင်းရတယ်အိမ်တိုင်းမှာလူပြင်းတွေများရင်ဆင်းရတယ် ကျွန်တော်တို့တိုင်းပြည်နဲ့ချင်းကျွန်တော်တိုင်းပြည်မှာလက်ကျောတင်းတဲ့လူနဲတယ်ဗျတစ်ပင်ခုတ်ရောင်းတာပဲဘဘုတ်တူရောင်းမလို့စိတ်မကူဘူးလက်ကျောမတင်မှုထုတ်ရောင်းထုတ်ရောင်းထုတ်ရောင်းလက်ကျောမတင်မှုဆင်းရဲမှာပဲစဉ်းစားကြည့်ပါလက်ကျောမတင်တဲ့လူပွဲစီရှင်လဲဆင်းရဲသလိုနောက်ဆုံးချက်အိမ်ကြီးချင်းကောင်းမရှိရင်လဲဆင်းရဲတယ်အိမ်တဲ့အိမ်ကသူ့ရဲ့တောင်ဘက်ကကျူကုန်း မြောက်ဘက်ကဘောလုံးပွဲတိုင်းခြေရင်းကနှလုံးသုံးလုံးတိုင်းခေါင်းရင်းအိမ်ကကာလာအိုကေအဲ့ဒီရင်ဆင်းရဲပြီဒါမှတော့ဒါကိုဆိုလိုတာအိမ်နီးချင်းကောင်းရှိမှလည်းချမ်းသာလားဒီတော့မကြောက်ဖို့ဆိုရင်တကျွန်တော်တို့လူမျိုးတွေပညာတတ်အောင်တင်ညာနှစ်ဇာတိတကောင်းအောင်နေသုံးစီမံခန့်ခွဲမှုတွေကောင်းအောင်လုပ်ကြဟဲ့အိမ်ဒီမှာအိမ်ဝင်တခေါ်တွေနေအောင်ငါတို့စ조사ကြမပြင်းကြနဲ့မောင်နှမတွေရံမဖြစ်ကြနဲ့အိမ်နီးချင်းကောင်းတွေကိုရှား ဖွေပြီးတော့ပေါင်းကြရလို့အဲ့ဒီလိုအတိတ်ပဲလေရတယ်။မွေငကားတောင်းကြောက်ဖူးကွယ်ဒိုလဲကြောက်ပေါင်းမကြောက်ဖူးဆိုတော့အဲ့ဒီအချက်၃ချက်ဖြစ်အောင်စူးစမ်းခိုင်းတာကြောက်ပေါင်းအတူသွားစုလှလိုက်တဲ့စကားဗျအတူသွားရမှာနော်တူကောင်းတယောက်ကောင်းတသိန်းတစ်ဖွဲ့ကောင်းနဲ့လှုပ်လို့မရဘူးအလုံးအတူတူပူပေါင်းဆောင်ရွက်ရမယ်လို့ပြောတာ လူတော်တော်များများပြောတယ်ဗျဘသူမကောင်းလို့ဘသူဘာတွေမကောင်းတာဘသူမကောင်းလို့ဘသူမကောင်းတာဆရာကြီးမင်းတို့ဝန်စကားနဲ့ပြောရင်တော့အားလုံးမကောင်းလို့အားလုံးမကောင်းတာကျွန်တော်တို့လည်းကောင်းဖို့လိုတယ်စာချစ်သူတွေလည်းကောင်းဖို့လိုတယ်လူတိုင်းကိုယ်စီကောင်းမှအားလုံးကောင်းမှကျွန်တော်တို့လက်ညှိုးထိုးတာတွေရက်ပြီးကိုကိုတိုင်းတယောက်ချင်းစီကောင်းဖို့လိုအချိန်တန်ပြီးဒါကိုပြောတာအတူသွားစို့အောင်းလက်နွားမြင်ဘူးလားမသိဘူးဗျာ လူကြီးတွေသိမယ်ကလေးတွေတော့သိချင်မှသိမယ်ပုံပေရအလက်ကိုခုတ်အရွက်တွေကိုဖဲဟုတ်ပြီလားကျွန်တော်တလန်လောက်ကလေးလေလောက်လောက်လေးခုတ်ပြီးတော့နွားပုံလေးလှုပ်ပေးတာလေးအဖေကပြီးတော့ပေါင်ချောင်းကိုမလှုပ်တော့ညတော့ကျွန်တော် Harry Potter လို့ပေါ့ကလေးတွေပြောရင်ကျွန်တော်ဟဲ့နွားလို့မအော်ဘူးလားဟဲ့နွားလို့ဘယ်သူအော်တော့အဖေအော်လားအမေအော်လားကိုကိုတိုင်းအော်လားကိုကိုတိုင်းအော်ပြီးဘယ်သူပြေးတော့ဟောဒီလိုပြေးတာဟဲ့နွား အောင်လက်နွားအထာဟိအထနောနာတော့ငါတို့တွေကိုအားကိုကိုးကြလို့လဲပြောတာဗျအောင်လက်နွားစီစီတယ်လို့ပဲဟဲ့နွားလို့ကိုကိုလိုက်အော်ကိုကိုလိုက်ပြေးငါတို့အားလုံးစူးစားကြကိုကိုကိုအားကိုအထာဟိအထနောနာတော့ဘသူမှအာမကုန်းနဲ့ငါတို့အားလုံးတာဝန်ရှိတယ်လို့ပြောတာအောင်လက်နွားကလေးထားခဲ့မယ်သွားွယ်သွားွယ်တိုက်တွန်းထားတာ ကျွန်တော်တို့ကဒီပကက်ကဗျာလေးကိုငငယ်လေးကလေးကြားဘူးပြီးတော့ဒီလိုနှလုံးမသွင်းပြဘူးပကက်ကဗျာလေးကိုသာကျွန်တော်တို့နှလုံးသွင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့အိမ်ကြီးအရန်ကိုလှလာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျာတည့်ရကျတော့အိမ်ဟာသမီးလေးကညအခါလာတာကစားမယ်လာနာမယ်လာသမီးကမူချိုးမှာ ကြောင်းမတက်သေးဘူးရှောက်អော်တာ तू ကသူကခဏခဏអော်တော့အဲ့ဒီအချိန်မှာကျွန်တော်သတင်းစာဖတ် TV ကြည့်နေအချိန်သတင်းစာနဲ့ TV ထဲမှာလဲနေဆက်မှာတိုက်ပွဲတွေဖြစ်နေသတင်းဖတ်ဘုံတွေခွဲအကြောင်းဖတ် तू ကလည်းညာအခါလာတာတာကစားမလာနာမလာအဲ့နားရမှာဘလို့သွားမြင်လဲဆိုတော့ညာအခါလာတာတာကစားမလာနာမလာဟိုကလေးလေးရသာရွတ်နေတာလူကြီးတွေအဲ့ဒါလည်းစင်ကျင်တဲ့နေဗျအဲ့ငင်းချမ်းရေးကဗျာဟာဗျာ စစ်မဖြစ်ကြနဲ့ညီညွတ်ကြညအခါလတ်တာသာမှာကလေးတွေကျွန်တော်တွေကစား권မရှိတာကြာပြီကစား권ပေးငင်းချမ်းရေးစာပေဗျညအခါလတ်တာသာကစားမလားနားမလားညအခါလတ်တာသာမှာကစား권ရှိတဲ့လူမျိုးကျွန်တော်တို့အဲ့လိုကစားခြင်းနဲ့ကလေးကျွန်တော်တို့တည်ပြီးသားကြပါလေးပါဆိုမန်းယုံအန်နီနွတ်နဲ့နယ်လက်ပင်ဂျနေသည်ဆိုတာ တိတ်လာတာဇွန်ဘန်းဆိုတာလေတရားဇာတကိုပြောတာဗျာကျွန်တော်အမြင်ကတော့တရားဇာတတွေစွတ်တူးတော့ဗျာဇွန်မန်းရောအနီးမှာဇွန်ဘေရောရေစွတ်လောင်းတယ်လို့ပေါ့လှဲ့ဘင်းကြီးကကျွံရောဗျာစွတ်ပြီးတော့ဇွန်မန်းနေကျွန်တော်တို့ကတော့ရေလောင်းပြီးတော့လှဲ့ဘင်းကျွံတယ်လို့တရားဇာတတိတ်ပေါ်တဲ့အတိုင်းပြရတရားဇာတတွေတိတ်တုံးတော့လှဲ့ဘင်းကြီးကကျွံရောဗျာဒီသဘောကိုလည်းပြောသလားတော့မသိဘူး ကျွန်တော်ရင်ကိုလာတဲ့ဧည့်သည်အကြောင်းလည်းပြောရအောင်မယ်ဗျာကျွန်တော်ရင်လာတဲ့ဧည့်သည်အများကြီးတွေကဧည့်သည်တယောက်အကြောင်းပြောပြရစီအဲ့ဒါကတော့ကျွန်တော်ရင်ငငယ်တုန်းကဆရာပါအဲ့ဒီဆရာကျွန်တော်ကိုရှစ်တန်းတုန်းကပထဝီသမိုင်းနဲ့မြန်မာစာသင်ပေးတဲ့ဆရာအဲ့ဒီဆရာကမြန်မာစာလည်းသင်တော့မြန်မာစာကိုတိတ်တော်တဲ့ဆရာကျွန်တော်စာလည်းသူကဖတ်တယ်လို့သူကလည်းကျွန်တော်အများအန်းဂုံယူတာအဲ့ဒီဆရာကျွန်တော်အိမ်လာတော့အဲ့ဒီဆရာကိုမြင်လိုက်တာနဲ့ကျွန်တော်ငယ်ဘဝကိုပြေးတည်ရတယ် ဲ့ဒီဆရာပထဝီသင်တုံးကအကြောင်းလေးကျွန်တော်ပြောပြခြင်းလို့ကျွန်တော်ရှစ်တန်းကျောင်းသားဘုရားတော်ကရိုးရိုးသားသားပွင့်ပွင့်လင်းလင်းဝန်ခံရရင် ပထဝီဆိုတာတော်တော်ကြက်ရခက်တာဗျပုံနေလဲဆွဲရကျွန်တော်စိတ်မဝင်စားဘူးဆရာကပထဝီသင်တိတ်ကောင်းတာမြန်မာနိုင်ငံမြေပုံဆဆွဲတာဘယ်နာဆဆွဲလဲဗျမြန်မာနိုင်ငံမြေပုံဆွဲရင်ရခိုင်ကယောလန်ကဆဆွဲမှတ်ထားကွာမြေပုံကိုဆွဲရင်ရခိုင်ကယောလန်ကဆဆွဲရတယ်ကွာဟုတ်လားကယောလန်ကွာ ဟောလာကတော့အေအောင်ဒီတိုင်းကဟောလာမွန်ပြည်နယ်ကအေးဒီကားလေးမှာရခိုင်လူမျိုးတွေကရင်နေမင်းသိတာကမွန်နေတို့မြန်မာတွေနေကြတာကမြုံကြီးသူဆွဲတာတိတ်စားတဲ့တိုင်းပြည်ကမင်းပင်လဲပိုင်တဲ့တိုင်းပြည်ကဘာမှရှားတယ်ကမင်းနီပေါ်ဆိုတဲ့နိုင်ငံပင်လဲမပိုင်ဘူးကမင်းဘူတန်ဆိုတဲ့နိုင်ငံပင်လဲမပိုင်ဘူးကလာအိုပင်လဲမပိုင်ဘူးကယူနန်မွန်ဂိုလီးယားပင်လဲမပိုင်ဘူးကငါတို့ကပင်လဲပြင်ကြီးပိုင်တဲ့တိုင်းပြည်တိတ်စားတဲ့တိုင်းပြည်ကွာ ငငယ်တော်စကားများလာပဲလို့ထင်တာဟုတ်တယ်တော်လာတဲ့အတိုင်းပြီလူတွေနားလည်အောင်ပြောမယ်ဗျာဟိုးလမ်းကြိုလမ်းကြားအိမ်နဲ့ဟောဒီလမ်းမာကြီးဘဝအိမ်ဘယ်ရပိုစည်းကောင်းရမလဲကျွန်တော်တိုင်းပြည်ကလမ်းမာဘဝအိမ်မျိုးဗျာချောင်းကျိုချောင်းကြားအိမ်မဟုတ်ဘူးဒါကိုပြောတာပင်လေပြင်းကြီးပိုင်နေဆွဲဟာလာမေကဟာလာမလီကဟာလာအေယာဝရီညင်လာဟာလာစစ်ချင်းတွေကတော့စစ်တောင်းတာတန်းလွင် မင်းဒီချင်းတွင်းတို့အေယာဝရီတို့မေခမလီကတို့စတောင်းတို့ကငါတို့တိုင်းပြည်ကိုပိုင်မြင့်တန်လွင်ရတော့ကွာနိုင်ငံတွေအများကြီးပိုင်တာပေါ့ဟောလာကျွန်းတတော်တွေကွာဟောလာဖာကန်ကြောက်စိမ့်ကွာဟောလာအော်ဟိမိုးကုတ်ဗရမားမြေကွာအာဆရာတာခဲမပြူအပြိုင်နေဟာပထဝီထုံးစံတင်တာပေါ့ဗျာပြည်လက်ပြီးတော့မြေပုံဆွဲဆိုပြီးတော့ဆရာခိုင်းတာကျွန်တော်တို့ကလည်းဆရာခိုင်းတော့ဆွဲရတာပေါ့ခဲရနေချွန်ညာဆွဲကြအတန်းထဲမှာအเจ้าသားအစိတ်လောက်ရှိတယ် ျွန်တော်အရင်ပြီးတာကျွန်တော်သွားပြဆရာအဲ့ဆရာကျွန်တော်ရလာတယ်ဆရာဆရာမြင်မှာသတိရတာသွားပြတော့ဆရာကျွန်တော်မြေပုံနဲ့ကျွန်တော်မော့ကြည့်ပြီးတော့သူကပြုံးပြုံးလေးကြည့်တာမင်းတိုင်းပြည်မချစ်ဘူးလားခမရလို့မင်းမြေပုံကြည့်အောင်ဗျာလို့လက်နီးစုပ်လှမ်းထားတယ်လို့ပဲကျွန်တော်ဆွဲတဲ့ပုံကြီးကမလမပဖြစ်နေတာကိုတိချာလက်စစ်ကိုဟဲ့မောင်ဖုံးနဲ့ခမရလို့ မင်းအေယာဝတီမြစ်ကရေတတဲရှိတော်တယ်ကွာမင်းတေးသေးချာချာဖိတ်ပြီးတော့ဆွဲမပေါ်ကွာတေးချာဖိတ်ဆွဲဟာအခုမှကြည့်မိလားမေခနဲ့မေလိခနဲ့မပါဘူးကွာလေမင်းနဲ့အော်မင်းတော်တော်တိုက်ပြီးဖြတ်ပြက်ကောင်းမဲကွာတဲ့ကျွန်တော်နောက်ကိုကြည့်တော့ကျွန်တော်တကယ်ကြီးမြာဝင်းနောက်ရောက်လာတော့ဆရာအမှန်ချစ်တယ်သူ့လက်မှတ်ထိုးပြီးတော့ကျွန်တော်ကိုသူကစာလေးရေးပေးတာ ပြည်ဖြတ်သူတဲ့ကျွန်တော်ကလည်းကျွန်တော်ကိုပြည်ဖြတ်သူလို့ပြောတော့စိတ်ထဲမှာတော့တော်တော်အောက်တက်တက်ဖြစ်တယ်ဗျအဲ့ဒီပြည်ဖြတ်သူဆိုတော့တငယ်ချင်းတွေတိမှကျွန်တော်တိတ်ချောက်တာကျွန်တော်တိတ်ချောက်တာအဲ့ဒီမြေပုံလေးကိုကျွန်တော်ချက်ချင်းနဲ့လှမ်းပြီးတော့မတိချောက်ဆိုတော့ပြန်ဆွဲတာကျွန်တော်တံတားလုံးကပြည်ဖြတ်သူလို့တိမှကျွန်တော်တိတ်ချောက်တာကျွန်တော်တငယ်ချင်းမြောင်ဝင်ကျွန်တော်လှမ်းပြီးတော့နားဆိုတာဒီကောင်ဘာပြောမလဲပေါ့ဒီကောင်မြေပုံကျွန်တော်မြင်ထားတော့ကျွန်တော်ဘေးကောင်ဆိုတော့ ပြောင်းမြောက်ဝင်းလေခမားလေမင်းလဲတိုင်းပြည်မချစ်ဘူးလားခမားလေမင်းပုံကြည့်အောင်နဲ့မင်းအဖွားရဲ့အောက်ခံအင်ကြီးကိုမင်းရေလျှော်လှမ်းထတာလားတဲ့ဟာလေမြောက်ဝင်းမင်းကပိုဆိုးတယ်ကွာတဲ့ဖားကန်ကြောက်စင်းတွင်ဘယောက်သွားပြီလို့ပြောစမ်းနဲ့ဒီကောင်ကမြေပုံဆွဲတော့ဖားကန်ကိုသူအညွန့်မတက်ခဲ့ဘူးသူကအညွန့်မတက်ခဲ့ဘူး မင်းကွာတိုင်းပြီးတော့ပြတ်တော့မှာပဲလေမင်းအညွန့်ပြန်တတ်တယ်ပြန်ဆွဲလက်မထိုးပြီးတော့ပြီဖြတ်သူဒီကောင်လည်းမြောင်ဝင်းလည်းကျွန်တော်ကခက်တီဝင်ထိုင်တာနောက်တစ်ကောင်ဇေရသွားပြကျွန်တော်မြောင်ဝင်းပြုံးစည်းစည်းနဲ့ဒီကောင်လှန်ခဲ့ခတ်တာဒီကောင်လည်းကျွန်တော်တို့လိုပဲသူဆွဲတဲ့မြေပုံကတော်တော်ကိုပိမ့်ပိမ့်ရှိရှိဖြစ်ပုံရပါတယ်ဒီကောင်လည်းမင်းကြည်စမ်းမင်းမြေပုံကြည်စမ်းနဲ့မင်းမြေပုံဘာလဲလိုလဲမင်းကြည်စမ်းနဲ့ဟိုကောင်လည်းကြည်တာပေါ့ ီကောင်ဆွဲတာမှာဆိုးတာမိုးကုတ်လည်းမပါဘူးချင်းတွင်းလည်းမပါဘူးသူကမိုးကုတ်ဗရမများမြေကြီးလည်းမရှိတော့ဘူးဇေယရေတဲ့ချင်းတွင်းလည်းကုန်ပြီတဲ့မင်းတို့ကောင်းနေတာလူကြီးဖြစ်လို့တော့တိုင်းပြည်ပြန်မှတ်တယ်အဲ့ဒီမှာဆရာကလက်မထိုးပြီးပြည်ဖြတ်သူအတန်းတွေအကြောင်းသားအလုံးပြည်ဖြတ်သူကျွန်တော်အားလုံးတယောက်တည်းမပြောပဲသိတယ်အိမ်ကနေကောင်းကောင်းဆွဲခဲ့ကြဆိုအိမ်မှာကျင့်တာ နောက်နေသွားပြတော့မြေပုံလေးကလှလာလေးအညွန့်ကလည်းပြေစုံနေတာအေယော်ရီမြေကြီးကိုလည်းခဲရန်ကြီးကိုသရေစုပြီးဆိုအကြီးအာအေယော်မြေကြီးအာအမေခါမေလီခါအကုန်လုံးသူအဲ့ကြပြီးချစ်သူအမေအဲ့ကြတော့မြေအောင်ကျွန်တော်တို့ကပြတိတ်တော်တဲ့ဆရာတွေဒီမှာကျောင်းဆရာဆရာမတွေပိုင်းအတူယူတင်တယ်အဲ့ဒီလိုတင်ဖို့ဘယ်သူမှမညွန်ကြဘူးတိုင်းပြည်ကိုချစ်တအောင်တင်ပေးတာအဲ့ဒီလိုတင်ကြခြင်းခံခဲ့ရတဲ့ကျွန်တော်တို့ကတိုင်းပြည်ကိုချစ်တတ်တယ် မြေပုံလေးဆွဲတာကိုကကိုတိုင်းပြည်ကိုလူမျိုး ကိုတိုင်းပြည်လှကြောင်းကိုလူမျိုးတွေအားသာချက်ကိုထက်ပေးတင်တာကျွန်တော်ပြည်ဖြတ်သူဆိုတဲ့ဟာလေးကိုအဲ့လားလေးမှတ်တာဆရာအိမ်အိမ်ရောက်တော့ကျွန်တော်အိမ်မှာမြေပုံကားချက်ကြီးရှိတယ်ဟိတ်ကောင်ကလည်းမင်းကိုဒီအချိန်မှာမင်းတို့လိုအရွယ်တွေကငါတပည့်တွေလည်းအရာရှိတွေဖြစ်နေပါပြီကွာမြေပုံဆွဲပြီးအညွန့်တဲခိုင်းအညွန့်မှာပြည့်စုံပါဦးမလားမသိပါဘူးကွာတဲ့ဆရာက ာနဲ့ဆရာနဲ့ကျွန်တော်တို့စကားပြောရင်ကဘာမကြေတခြင်းကိုရောက်သွားကျွန်တော်ကဘာမကြေတခြင်းဆိုမပြတော့ပါဘူးစာရေးဆရာတော်များများဆိုပြရမှာပါအဲ့ဒီထဲကတိတ်ကောင်းတဲ့နေရာနှစ်နေရာရှိတယ်တရားမြတ်တာလွတ်လပ်ခြင်းနဲ့မသေးပါညာထားလိုက်တော့နောက်နားလေးရလေပြည်တော်စုအမွေအမြဲဒီတန်းစေအဋိဋ္ဌံပြုမလဲထိမ့်သိမ့်စို့လေအမွေအမွေထိမ့်သိမ့်စို့လေ အမွေးဆိုတာရောင်းချဖို့မဟုတ်ဘူးထိမ့်သိမ့်ဖို့ဗျတချင်းတော်သဘောပေါက်ရလားမသိပါဘူးဗျာကဘာမကြည့်ပါမှာအဲ့ဒါပဲတို့ဘုဘမွေးစင်းမချင်းမြန်တို့ပြီအတန်နေတန်သားနဲ့မဆိုတာနောက်ဆရာတွေပြောရင်တို့ဘုခြံထားကြလို့ပါနော်ပြည်တော်စုကိုအသက်ပေးလို့ဒုက္ခဝယ်မလဲအသက်အကြောင်းပြောခြင်းနဲ့ဗျဘိုးကျော်အစံတို့ခစ်တော်ကဟုတ်တယ်ဗျာ ရင်ပတ်ကြီးကိုတနက်ကြီးမှဒိန်းဆိုတည်ရတာဗျအသက်နဲ့ဟုတ်တယ်ကျွန်တော်တို့အဖိုးတွေကျွန်တော်တို့အဖေတွေဒုတိယကမ္ဘာစစ်မှာနေကျက်တိုက်ထုတ်ခဲ့ကြတကယ်အသက်ပေးရတာဒီခေတ်မှာအဲ့လိုအသက်ပေးစရာမလိုဘူးလို့ဖြစ်နေတယ်အဲ့ဒီလိုနေမှာအသက်ကိုအတိတ်ပဲတစ်မျိုးပြန်ရမယ်ဒီချိန်မှာတိုက်ပြည်ရဲ့အသက်လူတစ်ယောက်ရဲ့အသက်အသက်ပေးရဆိုတာဘာလဲအသက်ဆိုတာအချင်းဇာတိတာပြောတာဗျကျွန်တော်တို့တိုက်ပြည်မှာအချင်းဇာတိတာမွဲတဲ့နေ့တိုက်ပြည်ပြတ်မယ်လို့ပြောတာ ပြည်တော်စုကိုအသက်ပေးဆိုတာဇာတိတကောင်းဖို့လိုတယ်လို့ပြောတာပြည်တော်စုကြီးကိုကျွန်တော်တို့ကဇာတိတမန်တိုင်နဲ့စัญญခံခံကာကွယ်မှရမှာဇာတိတမကောင်းလို့ရတော့ပြက်မယ်